ဒဂါကြီးရဲ့နာမည်လေးရဲ့ဒဂါကြီးရဲ့နာမည်လေးနဲ့အသက်လေးနဲ့ဓမ္မမိတ်ဆွေယောဂီတွေကိုအရင်ဆုံးမိတ်ဆက်ပေးပါအောင်နော်ဒဂါကြီးရဲ့တင်ပါဗျာတပည့်ရောနာမည်ကတော့မောင်လင်းထွန်းအောင်ပါဗျာအသက်ကတော့32နှစ်ရှိပါပြီဗျာမောင်လင်းထွန်းနော်လွင်ထူးအောင်လွင်ထူးအောင်လွင်ထူးအောင် sorry တင်ပါလွင်ထူးအောင်ဟုတ်ပြီအသက်က30နဲ့32နှစ်ရှိပါပြီ32နှစ်ရှိပါပြီဘယ်ကနေလာထုတ်ပါဗျာကြီးကအဲတပည့်ရောမူလနေရာနေပြည်တော်ပါဗျာအခုတော့ရန်ကုန်အလုပ်ကိစ္စနဲ့လာရင်းနဲ့ တရားစခန်းဝင်ဖြစ်တာပါဗျာဟုတ်ပါဘူးအခုဒကာကြီးကဗကမထန်အားထုတ်နေလေအဲရုံနဲ့ကမထန်အားထုတ်နေပါဘယ်လောက်ကြာပြီလဲနော်အဲပြီးခဲ့တဲ့ကြံ15ရက်နေရအရှင်ဖရာပြီးတော့ယုံနဲ့ကမ္မထံပြီးခဲ့ပါဗျာဟုတ်ဘူးအဲယုံနဲ့ကမ္မထံကိုအာယုံ6ပါအရိယဘုတ်4ပါเนาะအချိန်တိုင်းနေရာတိုင်းလောကနဲ့ဓမ္မနဲ့တသားတဲ့ကြောင်းအဲယုံနဲ့ကမ္မထံတွေကိုဒကာကြီးကဘယ်လိုတွေအထုတ်ခဲ့လဲဆိုတာကိုဒကာကြီးရဲ့အတွေ့အကြုံနဲ့เนาะအသည့်လေးတွေကိုလူတိုင်းကို sharing လုပ်ပေးပါဦးเนาะ ဓမ္မဖေယအာအရှင်ဖေယက15ရက်နေ့ကယုံနယ်ကမ္မထံကိုညနေ4နာရီခွဲလောက်မှာတပည့်တို့ပေးခဲ့ပါဖေယပေးတော့ကကြတော့တပည့်တော်နားလေတဝက်နားမလေတဝက်ပါဖေယဒါပေမဲ့ရှုွက်ကိုတော့နားလေပါဖေယအာဒါပေမဲ့အဲဘာကြောင့်ဒါဟိုရှုခံရရဲဆိုတော့တိတ်မရှင်းလင်းခဲ့ပါဘူးဖေယအဲဒီဟိုဖုံးမပြီးတော့အဲចောင်းတပတ်လည်းပတ်ခိုင်းပါဖေယចောင်းတပတ် ပတ်တော့လည်းထုံးစံနိုင်ပြပြပါပါပဲပတ်ပြီးတော့ပြင်ခဲ့ပါဖေယပြီးတော့လည်းဟို အာယုံကလည်းရလိုက်မရလိုက်ဖေ။အဲရုပ်ဟိုရှူအဲမြင်တာရုပ်တရားမြင်တာလေးကိုသိတာနန္တရားလှမ်းတာကရုပ်တရားလှမ်းတာလေးကိုသိတာကနန္တရားလှမ်းခြင်းစိတ်ကလေးကနန္တရားလှမ်းနေတာတရားရုပ်တရားအဲရှုကတ်လေးကိုရောရောသိရဒါပေမဲ့ဟိုစိတ်ထဲမှာဆွဲမနေဘူးပေါ့ဗျာတသားလည်းဖြစ်မနေသေးဘူးပေါ့ဗျာအဲ့ဒါနဲ့နည်းနည်းတော့လည်းအခက်ခဲတော့လည်းဖြစ်ပါရဲ့ဗျာဖြစ်တဲ့အခါကျတော့အဲတပည့်ကလည်းငိုရေကစိတ်ညာလက်ညာလည်းရှိရသူဆိုတော့ အဖြစ်နိုင်ပါမလားပေါ့နော်တပည့်ရောကိုပိုင်တော့လောက်ရပြီဖြစ်မှာဗျာအစားဆက်မရှိနိုင်တော့ဘူးပေါ့နော်တပည့်ငါရှာနဲ့ပဲဆုံးသက်ပြီလို့ထင်တာဗျာအဲ့ဒါနဲ့အရှင်ဖျားကလည်းအဲတရားဝနာကပြောပြောတော့မမိုးအဲတကောင်းရင်ကြည့်ရင်မိုးတောက်ရင်ရမယ်ဆိုတာဘုံဘုံကပြောရဲ့ဖျားတပည့်ကအဲ့လည်းဖြစ်နိုင်ပါမလားပေါ့အစားတန်တရားရှိရဲ့ဗျာအဲ့ဒါနဲ့ အဲ့ဒီနေ့မနေ့ကြတော့တပည့်ရောအာရုံစွန်စားပါတယ်ခင်ဗျာ9နာရီခွဲတန်းစီစားတဲ့ခါကျတော့အဲ့ဒီကအုံနှုတ်ခေါဆွဲကြွေးရခင်ဗျာအုံနှုတ်ခေါဆွဲကြွေးရောအဲ့ဒီမှာတပည့်ရောကအုံနှုတ်ခေါဆွဲရပဲဟင်းပဲပြဘက်လေးရှိရခင်ဗျာအဲ့ဟာတပည့်ရောအရင်ကြိုက်တယ်ခင်ဗျာကြိုက်တဲ့ခါကျတော့စားခြင်းစိတ်လေးဖြစ်တယ်ခင်ဗျာစားခြင်းစိတ်ဖြစ်တဲ့ခါကျတော့စားခြင်းစိတ်လေးဖြစ်လာပြီးတော့တိလိုက်တယ်။အော်စားခြင်းစိတ်ကလန်တရားပဲပေါ့။အဲ့အချိန်မှာတပည့်ရော ရှူရမဲ့ဟာကိုဟိုမနေ့အဲ့ဒီနေ့မတိုင်ခင်ညကအဲတရား ရှောက်ပါတယ်ကမာကြီးတယောက်က तू ရုံနံရှူတော့တဲ့အဲ့လိုဟိုအသေးစိတ်မရှိဘူးပေါ့ဒီဒီရှုွက်ကိုပဲအဲ့လိုစာရွတ်တလို့ရွတ်တယ်ပေါ့အဲ့မှာဆရာလေးတစ်ပါးနေပြီးတော့အသေးစိတ်လေးရှုဖို့ဆိုပြီးတော့အဲ့မှာပြောတာလေးသတိရပါပြီးတော့ပြီးတော့အဲ့မှာဇွန်လေးကိုကင်လိုက်တယ်ကင်နာလေးကရုပ်တရားကင်နာလေးကိုတိနေရနန်တရားပြီးလို့ရှင်အဲ့တော့ပေပြားလေးကိုခတ်လိုက်တယ်ခတ်လိုက်တာတရားရုပ်တရားခတ်လိုက်တာလေးကိုတိနေရကနန်တရားပြီးတော့ဇွန်ကိုထမလိုက်တယ်မားလိုက်ပြီးတော့ မာလီယာယုတ်တရားမာလီကိုသိနေရနန်တရားပဇတ်ဟားလိုက်တယ်ဟာလီယာယုတ်တရားဟာလီကိုသိနေရနန်တရားတတိယပဇတ်တဲထဲလိုက်တယ်ထဲတဲ့အချိန်မှာလည်းသိနေတယ်သိနေရတရားနန်တရားအပဇတ်တဲထဲလိုက်တာလေးကယုတ်တရားပြီးတော့ဝါတယ်ဝါတာလေးကယုတ်တရားဝါတာလေးကိုသိနေရနန်တရားအဲ့လိုအဲ့ရနေစပြီးပြီးတော့တောက်လျှောက်အသေးစိတ်ကိုဟိုရှုတယ်ဖျားရှုတယ်ဝါနေချိန်နောက်တစုံခတ်တယ်အတိုင်းလေးပဲအသေးစိတ်ထပ်ရှုတယ်ပြီးတော့ဖျားရှစ်ခိုးတယ်ရှစ်ခိုးပြီးတော့ဒီ ကင်တယ်ပြန်ထားတယ်တောက်လျှောက်ကိုမပြတ်အသေးစိတ်အဲ့လိုရှုပါတယ်ခင်ဗျာရှုပြီးတော့တပြီးတော့ဒီဇင်းကြံလျှောက်ခြင်းနဲ့ခင်ဗျာတပြီးတော့ဒီအမှတ်ကုန်အတိကိုပေါ့အတိကိုမဖြုတ်ခြင်းဘူးအဲ့ဒါနဲ့တောက်လျှောက်ဆက်ပြီးတော့ရှုရဲအဲ့အတိတပြေးနေရပေါ့တပြီးတော့တိပြေးနေတဲ့အခါကျတော့အာလှမ်းခြင်းစိတ်လေးပေါ်လာတာနန်တရားလှမ်းလာလေးရရုပ်တရားဆိုပြီးတော့တောက်လျှောက်ဇင်းကြံလည်းရှုရဲဒီအဲ့ချိန်မှာငှက်ကလေးကိုអော်တာကြားရတယ်ကြားရလေးရရုပ်တရားကြားရလေးကိုတိနေရနန်တရားအဲ့တော့တောက်လျှောက် ဟိုဇင်းရံလျှောက်ပြီးသွားတော့လေကျော်တွိုင်းလက်သွားတယ်တွိုင်းအကုန်တောက်လျှောက်တိနေရနေလို့ရှိရင်တပည့်ရောဒီအဲတုံးမောင်းခောက်တဲ့အတန်ကြာတော့မနဲ့တရားနာကိုတုံးမောင်းခောက်တဲ့အတန်ကြာတဲ့ခါကျတော့ဒီဘက်ကိုပြန်ပြီးတော့အတိကိုမပြတ်ဖင်းနေပြီးတော့ပြန်လာတယ်ပြန်လာတဲ့အချိန်ကျတော့အဲ့မှာတပည့်ရောဒီဓမ္မယုံရှိလေရောက်လေရောက်တော့ဓမ္မယုံဘက်ကိုဟိုလှဲ့ကြည့်ခြင်းတဲ့စိတ်ကပေါ်လာတဲ့ခါကျတော့လှဲ့ကြည့်စိတ်ကနန်တရားလှဲ့ကြည့်လိုက်တာယုတ်တရားဆိုတဲ့အချိန်မှာတပည့်ရောယူသမ ्या အဲ့ချိန်မှာဘာလို့သဘော စင်ကျင်သုံးသပ်လိုက်လဲဆိုတော့အဲ့မှာညာဒီယူသမျှအာယုံတွေအကုန်လုံးကဒီရုပ်တရားတွေနံတရားတွေပဲရှိပါလားအဲ့မှာလှမ်းမြင်လိုက်တာလဲဒီအကုန်လုံးကဒီရိတ်တာတွေကိုဝင်ဖို့လုံနေကြတဲ့အချိန်မှာဒီအကုန်လုံးတပည့်တော်တိလိုက်ထင်ပါဘူးမြင်သမျှဒီရုပ်တရားတွေပဲရှိပါလားမြင်တာလဲဒီနံတရားပဲရှိပါလားဆိုတာသဘောပေါက်လိုက်ပါတယ်ခင်ဗျာပြီးတော့ယူသမျှအာယုံတွေဒီပေါ်မူတည်ပြီးတော့လဲဒီရုပ်တရားတွေကဒီရုပ်တရားတွေပဲရှိရဲဆိုတာလဲတပည့်တော်တိလိုက်ပါတယ်ခင်ဗျာတိလိုက်တဲ့အချိန်မှာ အဲ့ချိန်မှာအကုန်လုံးတပည့်ရပထမကဒီလူက moving ရွေ့နေတဲ့အခါကျဒီ second byte လေးလက်ဖြောက်တီးလိုက်ဆိုရက်လိုက်တာလေးကိုလည်းပြီးတော့တီးလိုက်ပါတယ်ခင်ဗျာတီးတဲ့အခါကျအဲ့ချိန်မှာပြီးတော့ဒါတခုခုတော့တီးလိုက်တယ်ပေါ့တီးလိုက်ပြီးတော့ကျအဲ့ချိန်မှာဒီသုံးသက်တာလေးကိုပဲဆက်ပြီးတော့လုံနေတာပေါ့ခင်ဗျာလုံနေတဲ့အခါကျတော့အာဒီရုံနံနေရာလဲယူတဲ့အိုင်မော်မူဒီမမြဲဘူးဒီရုပ်တွေပဲတော့မှန်တယ်ဒါပေမဲ့အဲပြောင်းနေနေရေပေါ့ရုံနံတစ်ခုခုရုံနံရုံနံဆိုပြောင်းလဲနေအဲ့လေးဆင်ကျင်မိရဲ့ခါကြတော့ တပည့်တော်အဲ့ချိန်မှာအားလေသဘောပေါက်လိုက်ပြီးရောငြင်းချမ်းငြင်းချမ်းတယ်ပေါ့ဗျာအဲ့ချိန်မှာလူကလည်းအဲဟာလာလင်းလင်းလို့ပြောမှာဒါမှမဟုတ်ဟောင်းလောင်းကြီးလို့ပြောအဲ့လိုမျိုးဖြစ်သွားတယ်ဗျာအဲ့လိုဖြစ်သွားတဲ့ဟာလေးကိုလည်းပြီးတော့ခံစားမိရဲ့ဒါပေမဲ့အဲ့တုန်းကကြတော့ဒီအရှုခံနေအရှုညံနေလည်းတိတ်သဘောမပေါက်သေးဘူးဗျာအဲ့နဲ့တပည့်တော်ဟောနည်းနည်းပီတိလည်းဖြစ်သွားပီတိဖြစ်သွားပြီးတော့ကြောက်ရှုွက်တဲ့သွားပြီးတပည့်တော်ဆရာလေးတပည့်တော်ပြောတဲ့အခါကျတော့ရှုွက်တဲ့လာပြီးမှတ်လာတဲ့ဆရာလေးကတပည့်တော်ပြုံးပြီးပါဗျာ တင်မဖေရလဲအဲ့ဆိုအတိုင်းဆက်ရှူတယ်ဆိုတော့တတိယအတိုင်းဆက်ရှူတယ်ဖေရဒီရိတ်သားမနေတခြားလဲဆက်ရှူတယ်အဲပြီးတော့တရားထိုင်တော့လေအဲ့ဒီမနက်မှာတရားဆက်ထိုင်သေးတယ်ဖေရဆရာဆက်ထိုင်တော့လေအဲ့အဲ့ဝေဒနာဖြစ်တဲ့ဒီတင်းပြီးတော့နားရပေါ့ဖေရနားတဲ့ဟာကြောက်လဲရုပ်ကတက်တက်နာတက်တက်ကိုတတိယအဲ့အချိန်မှာအဲ့အချိန်မှာတရားထိုင်တော့မှသတိထားမိတာဖေရအဲ့တော့ ဒီထုံနေရာကြီးအရုပ်တရားဒီထုံနာလေးကိုသိဉာဏ်နဲ့တရားအဲ့မှာပို့ပြီးထူကြတာကအဲ့ထုံနဲ့ဟာကိုတပြည့်ဟာဒီပြည့်ညက်တောင်မတက်ဖင်းလေရောဒီသဘောလေးကိုပဲဆိုပြီးအဲ့သဘာဝသဘောလေးဖောက်ပြန်လေဒီမတူတဲ့သဘာဝအပေါင်းဆိုအဲ့အဝါကိုရုပ်တရားပြီးအဲ့အလေးကိုသိဉာဏ်လေးကနန်တရားပဲဆိုပြီးတော့တပြည့်ရောကောင်းကောင်းခွဲခြားသိလိုက်ပါတယ်ခင်ဗျာအဲ့ပြီးတော့တပြည့်ရောအိမ်ပြန်သွားတယ်အလုံးမှာလေအဲကိုလှုပ်ရှားရှိရနေစဉ်ဘဝမှာလေပေါ့နော်မပြတ်ပါဘူးခင်ဗျာမပြတ်ဘူး ဟိုတောက်လျှောက်ကိုမှတ်တယ်တိတိပေးနေရပေါ့ဒီကတော့တိပေးရပြန်မှတ်တယ်ဆိုတာထက်ဟိုနောက်ပိုင်းကျတော့တပြီရော ရုပ်တရားနံတရားဆိုပြီးအဲ့လိုအစာပိုင်းကတော့စိတ်ထဲကတော့ရွရပါတယ်ခင်ဗျဟိုအစာပိုင်းတည်းကနောက်ပိုင်းကျတော့တပြီရောထိလိုက်တာနဲ့ဟောရုပ်နံဆိုပြီးတော့တိသွားပါတယ်ခင်ဗျာတိသွားတော့လောကကြီးရအမြင်တွေအတိတွေခံစားမှုတွေဘယ်လိုပြောင်းသွားလဲပြောင်းတာတော့အများကြီးပြောင်းပါတယ်ခင်ဗျာဒီ life တပြီရောရဲ့ lifestyle ကလည်းလုံးဝ change change သွားပါတယ် အော်အစာတပည့်ရောအလုံးမှာအဲမထင်မင်းတပည့်ရောမထင်မင်းပြုရဲဆိုရဆိုရတပည့်ရောမကျင့်တတ်ဘူးဖေ။အဲ့လိုတချင်းကြငါပြန်လုံမယ်ဆိုရစိတ်ကရှိရဖေ။အခုတော့အဲ့လိုလုံတဲ့သူရှိရှိရပေါ့။သူကလုံနေတိုင်းလုံနေတာဒါပေမဲ့တပည့်ရောရဲ့အမြင်ကပြောင်းသွားပါပြီ။အော်သူလည်းယုံနံကိုလည်းယုံနံအဲ့ရောငါမှဘာမှအဲ့လိုမျိုးမန်တက်စရာမရှိဘူးပေါ့နော်။အဲ့လိုမျိုးလေးကအစာချိန်သွားတယ်ပြီးတော့အဲတပည့်ရော မလိုတဲ့သူတွေလည်းရှိရဲ့ဗျာအလုံးမှာကြတော့မလိုတဲ့သူတွေရှိရဲ့ခါကြတော့မလိုတဲ့သူတွေလည်းအော်သူလည်းယုံတယ်ကိုလည်းယုံတယ်တပည့်တော်ကိုတရားအတိကိုဟိုတိရမယ့်အလုပ်ကိုပဲတပည့်တော်လုပ်တယ်ပေါ့ဗျာတော့သူရဲ့လိုလားခြင်းမလိုလားခြင်းတွေလည်းတပည့်တော်သူရဲ့ယုံတယ်နဲ့ဖြစ်တဲ့ကြောင့်သူရဲ့ရပိုင်ခွင့်ပဲဖြစ်တပည့်တော်အဲ့လိုလေးပဲပြောင်းလဲသွားပါတယ်ဗျာဇန်နဝါရီလည်းအများကြီးပြောင်းလဲသွားတာရှိပါတယ်ဗျာကိုကိုကိုသူတို့သူတို့ကိုဘာမှအနိုင်မယူပဲနဲ့ကိုယ့်ရင်ထဲမှာအေဂျင့်မနေဘူးလားတင်ပါဗျာသူတို့အနိုင်ယူစရာမလိုဘူးနော်ကိုယ့်အတိရဲ့ဒီယောနီတော်မနေတီဒီကာရပါဗောနော် ရှိကိုရှိတိုင်းအမှန်ကိုအမှန်တိုင်းမြင်တတ်သွားတော့တိတတ်သွားတော့เนาะအဲ့ဒါကအဲ့ဒါလောကမှာအချမ်းသာဆုံးပဲတရားမှမလို့ဘူးเนาะတင်ပါဗျာအဲ့တော့အခုဒီတရားတွေအားလုံးကလောကနဲ့ဓမ္မနဲ့တသားတဲ့အကြောင်းလုပ်ငန်းခွင်ထဲမှာရောတကယ်ကြီးညာအထုတ်လို့ရရလားရပါတယ်ဖေဟုတ်လားအဲ့တော့အလုပ်လုပ်ရင်းနဲ့အထုတ်ပုံလေးကိုအကျဉ်းချုပ်လေးပြောပြပါဦးတင်ပါဗျာအဲတပည့်တော်အားဓမ္မဆရာဝန်ဆိုတော့နေနေစင်မောဓမ္မကြိုက်အာထရာဆောင်းလေးကြီးရဖေကြီးရတဲ့ခါကျတော့ဒီအာထရာဆောင်းပရုတ်လေးကိုကာရီနာလူနာဟု တင်ပြီးကြည်ရဒီဒီဘက်ကလည်းကြည်နေရကြည်ပြီးရှေ့အနောက်အာယုံကဒီဘက်ဒီပြီးတော့အလုတ်လုတ်ရတာပို့ပြီးတော့အသေးစိတ်ဒီတေးပို့ကြသွားတာပေါ့ပို့ကြတာပေါ့ဗျာအရင်ကအမှုမဲ့မဲ့မဲ့နေရမသိဘူးနော်မသိဘူးအရင်ကကြာအာယုံနေများတာပေါ့ဗျာဒီကလည်းကြည်ရသေးရဟို screen လည်းကြည်ရသေးတော့ဒီပြီးတော့အာယုံနေများတော့လွတ်မှာလဲစိတ်ပူပန်သေးရဖေယောဂရင်လွတ်သွားမှာလဲအခုတော့တပိရောတိတ်ပူပန်ကြမလို့ကိုယ့်ခေါင်းထဲမှာလဲကိုပါလွတ်ပြီးရင်ပါလွတ်မယ်ပါလွတ်မယ်ဆိုတဲ့အခါကျတော့ဒီ တခုချင်းစီပေါ်ဖေဟာတခုချင်း detail လိုက်နိုင်တဲ့ခါကျတော့တပည့်ရောအလုံးမှလည်းပို့ပြီး confidence ရှိရဲ့ဖေဟာပြီးတော့ confidence ရှိရဲ့ဉာဏ်နေလဲပို့ပွင့်လာတယ်လို့မထင်ရဘူးကထင်ပါတယ်ဖေဉာဏ်နေလဲနော်ဒီကောင်းသောမြေကောင်းသောအတွေ့တော့ကောင်းသောအသည့်တွေပေါ့နော်တင်ပါဖေကိုကိုကိုကြည်ညိုတက်လာတာပေါ့နော်အလုံးအလုံးထဲမှာကို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 ရဲ့လုံရက်တွေကိုရဲ့စိတ်သက်တွေကိုရဲ့ခံစားမှုတွေကိုကြည်တိုင်းကြည်တိုင်းပို့ပြီးတော့ကိုကိုကိုကြည်ညိုတက်လာတာပေါ့တင်ပါဖေအဲ့ဒီရောဖြစ်လာဖြစ်ပါတယ်ဖေဖြစ်တယ်နော်အဲ့တော့30ဘုံမှာဘာတွေရောလေပတ်နေတာတွေ့လဲ30ဘုံမှာ30တုံမှာ အာယုံချုပ်လိုက်ရင်အာယုံ6ပါအာယုံ6ပါအမှယုံနံယုတ်တရားနံတရားယုတ်တရားနံတရားအမှပြန်ပြီးတော့ချုပ်မယ်ဆိုလို့ရှိရင်တရားတစ်ခုပဲရှိပါတယ်ခင်ဗျဟုတ်ဟုတ်နော်32ပုံမှာယုတ်တရားနံတရားကိုချုပ်လိုက်တော့တရားတစ်လုံးပဲရှိရဲဆိုတော့သိပြီပါနော်သိသွားပါတယ်တရားအရှုမှတ်တာလဲသူသိသွားတော့လွယ်သလိုကြီးနော်တင်ပါရန်လွယ်တယ်နော်တင်ပါသူက format ကသူကသူကြတာတော့ဖြစ်တဲ့အတွက်ကျင့်ရတာလေလွယ်လွယ်ကူကူရှိတယ်เนาะအားမမတိပဲနဲ့မကျင့်အောင်เนาะသဝေသဝါနဲ့နဝင်တိန်တောင်ကျင့်ရမလို့เนาะအသေးချာကို တလုံးချင်းကိုဒီတိကျင်းရနော်တင်ပါဗျာဟုတ်ပါတယ်အဲ့တော့ဒီယုံနယ်တရားတွေအားလုံးပေါ်မှာတည်သွားတော့လူတွေမှာချစ်ချင်းမုန်းချင်းဘယ်လိုဒီပြောင်းလဲသွားလဲချစ်ချင်းမုန်းချင်းရဒီတော့ကြီးစားနေတော့ရံဖြစ်ပါတယ်ဗျာဟုတ်လားဩအေးအဲ့ဒါလည်းကောင်းတာအဲ့ဘယ်လိုဖြစ်တာလဲရံဖြစ်တာကတော့အဲ့လိုပြောရမယ်ဆိုရင်တော့လေတတိယက ကြံဖြစ်မှာဆိုဒေါသထွက်မှာတော့တိနေတယ်ခင်ဗျာဒေါသထွက်တာတော့တိနေရခင်ကျွန်တော်တိမထွက်ဆက်ပြီးမထွက်ဖြစ်တော့အရင်ကဆိုသူဆဲကိုဆဲပဲခင်ဗျာဟုတ်လားအေးပါအေးပါရဲ့အကတိတ်ဆဲကြည့်တော့အခါကျတပြီရောပိုဆဲရဖျားအဲ့နဲ့တပြီရောကတော့တိရောတိရဲ့ဒါမဲ့တစ်ချက်တော့ငောက်လိုက်တယ်ဖျားအဲ့တော့ငြိမ်သွားပါဖျားဟုတ်ကဲ့ချစ်ကြတော့ရတာပေါ့တင်ပါဖျားတရားလေးနဲ့ညာဖြစ်တော့အေးကျမ်းတာပေါ့နော်တင်ပါဖျားအေး ဟုတ်ပါတယ်အဲ့တော့ဒီအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာရောဒကာကြီးအခုဒီရုပ်နဲ့တရားတွေကိုရှုမှတ်ပြီးတော့သိရင်ရောအပေလေးပုံငရေရှိတဲ့ကြာနိုင်သေးလားမကြာနိုင်တော့ပါဘူးခင်ဗျဘုသူအာမခံပေးမလို့ဒကာကြီးကိုဘာသာကိုအာမခံနိုင်တော့ပါဘူးဟုတ်ပါတယ်နော်ဘာဟုတ်သီးလို့အာမခံနိုင်လဲဒီပြော်ဒီရုပ်နဲ့နေပဲရှိရဲတဘာနောက်ဆုံးမှဒီတဘာဝတရားကြီးဆိုတာပဲရှိရဲဟာဒီပြော်တိသွားလို့ပါခင်ဗျဩဩဟုတ်ပြီဟုတ်ပြီနော်ကောင်းပါတယ်အဲ့တော့ကိုယ့်ရဲ့ဒီတရားစကံအရိယမန္တန်ကိုလူကောင်းတရားစကံလာကျင့်ရတဲ့အပေါ်မှာရော နတ်တရားစကောင်းလာကျင်ရတဲ့ပုံပေါ်တခါရဲ့ခန်းစားချက်နဲ့အမြင်အတွေ့အကြုံလေးတွေကိုနည်းနည်းလေးမျှဝေပေးပါဦးအဲလေးလာပိုင်းတော့ဒီပြောပထမဆုံးစဝင်တာဗျာလာတော့ကတော့ဒီပြောအဲစလာတဲ့ရည်ရွယ်ကျွန်တော်ကအတိုက်ခိုက်တွေများရဲပေါ့နော်အဲဟာကိုအေဂျင့်ချင်တယ်ဆိုရယ်စိတ်နဲ့ပဲဒီလိုလိုမျိုးတရားရရမယ်အဲ့လိုမျိုးဘာမှလည်းမရှိဘူးရည်ရွယ်ချက်မရှိဘူးပေါ့ဗျာပြန်ရော့လူရော့ညာပေါ့နော်အခုလည်းပူလေးတွေပြန်ရော့လူရော့ညာလာခဲ့တာပေါ့တင်ပါဗျာ အာလာရဲဟိုတပည့်တော်တပည့်တော်လူနာတွေလည်းရှိရခါကျသူတို့မေးလိုက်တာဗျာတရားအပြကောင်းတဲ့နေရာပဲညှို့ပေးပါဗောဆိုပြီးညှို့လိုက်တာဗျာလူနာတွေကိုမေးလိုက်တာဗောလူနာတွေကိုမေးလိုက်တာဗျာမေးလိုက်တော့လူနာတွေကပါပြောလို့လူနာတွေကဒီနေရာကလည်းဒီပထမတစ်ယောက်ကဟိုလွတ်တယ်ဗျာဒီလွတ်ဒီလွတ်တော့ကြတပည့်တော်ကတည့်ရနောက်ကြသွားနောက်ကြနေရောကြအလုပ်ပေးတရားမှမမြတ်ခါကြအဆင်ပြေမှမဟုတ်ဘူးဗော အဲအားနဲ့တပည့်တော်နောက်လူနာတယောက်ပြောတဲ့ခါကျဆရာလေးမိုးစိတ်နဲ့အတိဖြစ်နေရောကြာဦးစင်းကိုရှောက်ပေးမယ်ဆိုတာနဲ့တပည့်တော်အားနဲ့ရောက်လာတာပါဖေရရောက်လာတော့လည်းအဲ့လိုပဲရောက်လာတာလည်းတရားစခန်းနံပါတ်အောင်သိချမသိဘူးဖေရပြောရမယ်ဆိုရအရိယာမတ်ကင်ပဲထင်တာဒီဆိုင်မုတ်ရအောင်အော်အရိယာမန်နိုင်ဆိုပြီးတပည့်တော်ကြီးလေးကြီးရအဲ့ဒါပြောပါအောင်လဝေတရားလည်းဟောမပြောလဲကတောင်းကနေတော့နိုင်တာပေါ့ဖေရဒါပေမဲ့လည်းအဆင်ပြေပါဖေရအဆင်ပြေတယ်ပေါ့နော်တောင်းမှာ ဟို quality တကြံရက်ဆိုတော့နော်လေးလပိုင်းတကြံရက်ဆိုတော့အလုပ်ကြအရင်များတယ်နော်အဲဒါလည်းခင်ဗျော်လင့်တာဒီရောတိသွားရသွားတဲ့ခါကျတော့ပျော်တာပေါ့ခင်ဗျာပြီးတော့လည်းအစာပိုင်းတော့တပည့်ရောလည်းဟိုဘာသာတရားနဲ့ပြီးတော့မဝေးတော့မဝေးပါဘူးခင်ဗျာပြီးဒီမှာရည်လည်းတင်ဘူးတယ်ဆိုတော့ခါကျတော့ဒီတရားရရမယ်ဆိုရဲဟာအရင်ခက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 ် အားထုတ်ရမယ်လို့တို့တပည့်ရောတသက်လုံးထင်ခင်ဗျာဒီအဲတပည့်ရောဒီဘာသာရေးနဲ့ပတ်သက်လို့လည်းရည်မှန်းချက်တော့ရှိရပါဘူးခင်ဗျာအဲတပည့်ရောကဒီ တိမ်မဲ့ဒေဂာနီကြလို့ရှိရင်အဲ့ပြီးတမလည်းတင်ထားဒေဂာနီကြတော့ပြီးတော့စိတ်လေးကိုထားနိုင်လို့ရှိရင်ပြီးတော့အနည်းဆုံးတော့သူတိတာတော့ထားပြီးတော့ပဲနောက်ဖျားဖူးပြီးမှပဲကျွတ်မယ်ပေါ့အဲ့လိုရီမန်းထားတာဖျားအခုတော့လည်းအဲကိုကနကိုရှင်ဖျားပြောတဲ့တရားတွေနားပြီးတဲ့အခါမှာအော်တပီတော့လုံနိုင်မယ်ဆိုရင်တော့ဒီဘွားမှာမှခြုံငိမ့်လို့ရရဲဆိုတာတပီတော့တိသွားတယ်ဖျားပြီးတော့လည်းအဲ့တိချင်းမတိချင်းဟာလည်းဂျားရဲကအလှလေးကပပလေးဆိုတာလည်းတပီတော့တိသွားတဲ့အခါကျတော့ပို့ပြီးတော့လည်းအားတက်လာတယ်ဖျား အနတီအနတ္တတရားစကားကိုပြီးတော့မရရအောင်ဝင်မယ်ဆိုပြီးတော့တကယ်လည်းနှစ်ချံတော့ယုံတတ်မှာဖေဟာဒါပေမဲ့နားလည်မှုနဲ့ခွင့်ပေးရခါကြောက်လဲဇေယျလေးလည်းကျေးဇူးတင်ရပါတယ်ဒီတိုင်းတော့လည်းအစုခံပါပါဖေဟာအခုလာရတဲ့အဲ့လိုမျိုးအစုခံဒီအစုခံပြီးတော့အခုအရိယအနတ္တတရားစကားကိုအရိယမှန်တိုင်းမှာလာကျင့်ရတဲ့အပေါ်မှာဒကာကြီးတို့ရလက်ကပါလေတပီတော့မရှင်းလာရင်ရှင်းရှင်းသွားပါပြီဥမာဒီနေ့ဆိုလို့ရှိရင်တပီတော့နည်းနည်း ိုင်တွက်နေတဲ့ကိစ္စလေးရှိရပါဘောဗျာအိမ်မာတဲ့ကတရားထိုင်တဲ့ခါကျတော့အဲ့ငါခင်နေဖြစ်သွားတဲ့ကိစ္စပေါ့အဲ့အဲ့ကိစ္စကတပည့်ရောအရင်စိုးစိုးစိုးမလို့လို့နဲ့စိုးတယ်ဖေဟာအဲ့ကိစ္စကလည်းပြီးရောငိုက်တော့မယ်ဆိုတာဟိုတိရယ်နည်းနည်းဝေးနေပြီတပည့်ရောဟိုဘယ်လိုခံစားရလဲဆိုတော့ရေတဲ့ရေသူကစားမှာရေတဲ့ပြစ်ချလိုက်ပြီးရောဒီကမ်းပေါင်ကူဖို့အဲ့လိုမျိုးခံစားချက်မျိုးခံစားရတယ်ဆငိုက်တဲ့ငိုက်ဖို့အတွက်ဒီစိတ်တွေလေးလာတဲ့အချိန်မှာ ဒါပေမဲ့အဲ့ဟာအာယုံပြန်ကက်တယ်ပြန်ကက်တယ်ပြန်ကက်တဲ့ချိန်မှာလည်းအဲ့လိုရရရတယ်လို့လို့မရတယ်လို့လို့နဲ့မမဆောင်ဖြစ်ပြီးတော့လည်းမရပါဘူးခင်ဗျာပြီးတော့ငိုက်သွားငိုက်သွားတဲ့အခါကျတော့အဲ့လိုအတွက်ချက်ချင်းပြန်တည်တယ်ခင်ဗျာတည်တယ်ဒါပေမဲ့အဲ့ဟာကိုလည်းဩခန္ဓာကိုယ်လည်းတပည့်ပြောငါပိုင်တဲ့ခါမှာထိန်းချုပ်လို့မရဘူးသူလည်းပင်မတတ်တဲ့သဘောရှိရဲဆိုရဲဟာဒါပေမဲ့အဲ့လိုမျိုးလည်းနားလေဒါပေမဲ့ခဏခဏကြောက်လည်းမဟုတ်သေးဘူးလေခင်ဗျာအဲ့နဲ့ပြီးတော့ဟိုနေ့တည်းကတော့ဦးဦးသုတ္တကိုရှောက်တဲ့အခါကျတော့ ဟိုနောက်ဆုံးမှာပြီးတော့ပါအဲ့ချင်းစိတ်ကဘာတူလဲဘာဖြစ်တာလဲဆိုတော့နန်တရားဖြစ်တာဆိုအိတ်လေအားဆိုအဲ့ဒါနေပြီးတော့နောက်တစ်ချိန်တရားလဲထိုင်အောင်အဲ့လိုလေးဖြစ်လဲကြာတပြီးတော့ပိတ်မေးချလဲဟေးအဲ့ချင်းနေရဘယ်ကောင်လဲဆိုတဲ့ခါကျပြန်ဝင်သွားတော့ခရားငိုက်တော့နန်တရားတယ်ဟာအဲ့ချင်းမှတ်ထားနော်အဲ့ချင်းနေရဘယ်ကောင်လဲလို့မေးလိုက်ပိတ်ငေါက်ပလိုက်တယ်ခရား ကောင်းပါဒါလည်းအဒီရလေးလည်းကောင်းပါတယ်နော်ဒါလည်းကျန်တဲ့လူတွေအိမ်မက်ငါရဲတော့နော်ဒါပါအိတ်ချင်တဲ့လူတွေအိမ်ငါတာတွေ့ရင်ဦးတို့တရားထောက်တရားပြတယ်အဲ့လိုអော်လိုက်မယ်နော်ဒါပါအိမ်ငါတရားဘူးတော့အဲနောက်အဲ့လိုအတလုံးနဲ့မေးလိုက်ရင်အကုန်လုံးအိတ်ချင်ပြေသွားမယ်နော်ဒါပါအဲ့မဆိုးဦးတို့တရားထောက်တရားပြတယ်လက်နဲ့ရသွားပြီဟုတ်ပါပြီနော်အားလုံးသာဓုခေါ်ပြောဒါဒုသာဒုသာဒုကမ္မထမ်းပြောင်းပေးမယ်နော်တရားကြီးနော်ဟုတ်ဟုတ် အစုခံအမတ်တို့တော့ကာဗရနန်လေးတော့ပြောင်းသွားမှာပြီးတော့အတန်နိုင်ထန်ချပြီလားဗျာဖွင့်တေးရောင်းလာမယ်ဆိုပြီးတော့လာဖွင့်တေးရောလည်းအတိုင်းထက်လုံးပေါ့ဗျာအေးအေးဟုတ်ပြီဟုတ်ပြီနော်